အာတမန်ပုဂ္ဂိုလ်တရားအနေနဲ့ကိုယ့်ကိုဆန်းစစ်ထားဖို့လိုတယ်။နောက်ဘဝအတွက်အမခန့်ကျဲရပြီလား။အဲ့တော့ ਨੇ ပသက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံလေးတစ်ခုမှတ်သားပြီးတော့အဲ့ဒီအတိုင်းနေထိုင်တော့တာသောတပန်မဟုတ်လဲအမခန့်ကျဲရတယ်လို့ပြောလို့ရမှာ။အဲ့ဒီတိုင်းနေမဲ့ဆိုလို့ရှိရင်အမခန့်ကျဲရတယ်လို့ပြောအောင် အဲ့ဒီမှာနတ်သားတယောက်ကမြတ်စွာဘုရားကိုမိကွန်လာပေးတာရှိတယ်။ဂိန္ဓုရပိတာသနတာနေကလူတွေဟာဘာဖြစ်လို့ဆိုရင်စိတ်တွေနဲ့နောက်ဘဝအတွက် သွားရမှာကြောင်းနေကြတာလေတဲ့။ဘာကြောင့်လဲဒီဘဝလူတွေအများအားဆိုရင်စိတ်ရှိတယ်။နောက်ဘဝအတွက်ဆိုရင်စိတ်ရှိ နေကြတယ် မေကောစာနေကာယတနာပေါတော်မြတ်စွာဘုရားကလမ်းကြောင်းတွေအမျိုးမျိုးဟောပြထားတာရှိတယ်ပေါ့နော်ကြောက်เสียမရှိအောင်လမ်းကြောင်းတွေများစွာဟောထားတာရှိတယ်ပု္ပ္ပစာမိတံဂေါရမပူရိပညာအတိညာမြင်မာတဲ့ဂေါရမဘုရားကိုရှောက်ထားပါရဲ့ ကိတ္တမိန်ထိတော်ပရလောကနာပါယေဘယ်ချက်ဒီပေါ်မှာရှက်တိနိုင်လို့ရှိရင်ပရလောကဆိုတဲ့နောက်ဘဝကိုကြောက်เสียမလို့တဲ့အမခန့်ရဲ့ရပါတယ်ဆိုမိကုန်မိတာနော်ဆိုရမလို့ကြောက်เสียမလို့နောက်ဘဝအမခန့်ရဲ့ရ ဘယ်လိုနေထိုင်ရမလဲသတ္တဝါဖြစ်တာပြောတာပုထုဇဉ်ဘဝနဲ့တည်းကိုဘယ်လိုနေထိုင်ရင်နောက်ဘဝအတွက်အမခံချက်ရှိမလဲအဲ့တော့မြတ်စွာဘုရားကအဖြေပေးထားတာလေးကရှင်းရှင်းလေးပြီးတော့နော်ဝါစမနိသပဏိဒါယတမမင်းပထမဆုံးလို့ရပါတော့မင်းရဲ့စိတ်ထားကိုပြင် say tha bian say tha ma bian lo shi yin say kaw na lo ngaw ma shi yin lu ga ma hoda lo ma say kaw na lo ngaw tha ma ga na yo sẽ rõ ràng cả tu cháu mà sẽ đánh chạy thật là xịt ရှာတော့ရှင်းသနကပြောတာရှာတော့ရပ်ပါထိုက်တယ်စိတ်ကောင်းရှိဖို့ကပထမကိုကြည့်တယ်လားပထမလို့မပြောဘူးစိတ်ကောင်းရှိဖို့ကပထမအဲ့တော့အခုနံပါတ်1အတွက်စိတ်ချရအောင်ပထမဆုံးလိုအပ်ချက်ကပါတော့စိတ်ကောင်းထားအဲ့တော့စိတ်ကောင်းဆိုတာဘယ်တော့မှခေါ်တာတော့ ကိုယ်စဉ်းစားကြည့်သူများ အပေါ်မှာမနာလို့တဲ့စိတ်မရှိနဲ့သူများပြက်လို့ပြက်စီလို့လို့တဲ့စိတ်မရှိနဲ့ချင်းထဲလို့တဲ့စိတ်မရှိနဲ့ချွန်းတွန်းလို့လို့တဲ့စိတ်မရှိနဲ့သူတော်ကပြက်အောင်ဒုက္ခပေးလို့တဲ့စိတ်မရှိမေတ္တာစိတ်ထားအလုံးပေါ်မှာမေတ္တာထားနိုင်အောင်ဘသူသေးသေးငတိမှပြီးရောဆိုစိတ်မထားနိုင်အောင်နော် အဲ့ဒီစိတ်ပြုထားနေအလုံးပေါ်မှာမြတ်တာပြီးတော့မေတ္တာထားနိုင်ရမယ်စိတ်ကောင်းတဲ့လုံကောင်းမြတ်တော်ရှင်ချက်လက်စီဆိုတာသူများကြည့်ပွားမနာလို့တဲ့ဖြစ်စီတယ်နော်မစ္စရိယဆိုတာကိုကြည့်ပွားတယ်လို့သူများမကြည့်ပွားသေးဘူးအဲ့စိတ်ကအလုံးများလူတွေမှာချက်လက်စီဖြစ်တယ်အနာလို့ဝန်တိုးတယ်အထူးသဖြင့် ဘုရဝတ္တဖြစ်တဲ့ဗမာလူမျိုးတွေကိုများတယ်လို့ပြောကြတယ်ဟုတ်မဟုတ်ကတော့သူမှသူတေသနာလောက်ထားတာမရှိဘူး။အော်သူတေသနာလောက်ကြည့်စရာတော့ကောင်းတယ်ပေါ့နော်။သူတေသနာလောက်တာဘယ်လိုလုပ်ရမှာတော့လဲ။လိုက်ပြီးကြည့်ပေါ့လူတွေလိုက်လိုက်တယောက်ချင်းလိုက်ပြီးတော့မှတ်တမ်းတင်ပေါ့။လူတစ်ထောင်မှဘယ်နှယောက်ကမနာလို့စိတ်ရှိတယ်လေ။အလိုက်ပြီးတော့အဲ့ဒီနှုံနာနဲ့တွေ့ချင်းတော့တည်ပါ အဲ့တော့သနာလုပ်ထတာမရှိဘူးဒါပေမဲ့အတွေ့အကြုံရလူတွေကပြောတာပမာရိယတယောက်ချိပွားလာရင်ကျန်တဲ့တယောက်ကမနာလို့စိတ်ဖြစ်တယ်နော်ပြတ်တို့ပြည့်စီလုံးတွေရှိတယ်အဲ့အဲ့တော့ဟုတ်ကောင်းလဲဟုတ်ပါလိမ့်မယ်တချို့ကဆိုင်းတဆိုင်ဒီနားမှာရောင်းကောင်းပြီဆိုရင်အဲ့ဒီနေရာလာပြီးတော့တခြားဆိုင်လာဖွင့် အဲ့တော့သူကရောင်းကောင်းညင်လို့ဖွင့်တာလည်းဖြစ်နိုင်တယ်။သူဖွင့်လိုက်တဲ့အတွက်ကြောင့်ဟုတ်ဆိုင်ကလည်းရောင်းကြရင်ကြားပါတော့တယောက်ကောင်းစားလို့ရှိရင်နောက်တယောက်ကအပိမဲ့အစာပြက်လူပြက်စီလုတ်တတ်တဲ့အချင်းလေးတွေကတော့ရှိတယ်ဆိုတာသိတာလည်းပေါ့နော်။ကြားနေရတာပေါ့ပြက်စီရတော့မြင်ရတာမဟုတ်ကြားနေရတာပေါ့။နိုင်ငံခြားတိုင်းပြည်တွေမှာရောက်ရင်လည်းပဲအဲ့ဒီဟာလေးကြားနေရတယ် တယောက်တယောက်ကုညိရမယ်အစားမကုညိတဲ့စိတ်တွေများနေတယ်အဲ့တော့စိတ်သက်ကိုအရင်ပြင်ရမယ်မလို့ပြင်ရမလဲသူလည်းကြည်ပွားခြင်းနဲ့ငါလည်းကြည်ပွားခြင်းနဲ့ငါကြည်ပွားသလိုသူလည်းကြည်ပွားပါလေအဲ့စိတ်တထအဲ့စိတ်တမွေရမေတ္တာထားနိုင်ရမယ်အလုံးကိုကုကုညိနိုင်ရင်ကုညိမကုညိနိုင်လို့ရှိရင်ဒုက္ခမပေးနိုင် မကူညီုံနဲ့မကဟုဒုက္ခပေးတာကြတော့ပူဆိုးတယ်ပေါ့အဲ့ဒါကြောင့်မို့ဝါစံမနှင်းစာပဏိတာယတာမှာနံပါတ်1ကစိတ်ကောင်းနှလုံးကောင်းထားပါအဲ့ဒါထားလိုက်လို့ရှိရင်နောက်ဘဝအတွက်အခြေတည်ကောင်းတစ်ခုရလာနိုင်တယ်နောက်တစ်ခုကတော့မင်းအပြောအဆိုကိုကောင်းကောင်းပြောပါကောင်းအပြစ်ကင်းအောင်ပြောပါ စကားဆိုတာပြောတဲ့စကားရှိတယ်မပြောတဲ့စကားရှိတယ်မပြောတဲ့နာကိုမပြောရဘူးပြောတဲ့နာကိုပြောရမယ်မပြောတဲ့ဘူးဆိုတဲ့နေရာမှာနော်ကို့အတွက်ကထားတာတမျိုးမပြောတဲ့ဘူးဆိုရင် ပြောရမယ်ဆိုရင်ကို့ပြောလိုက်လို့တစ်ဖက်သားထိကြိုက်နေတာပျက်စီးသွားမယ်ဆိုရင်မပြောနဲ့မှန်အောင်တော့လည်းမပြောနဲ့ သူများအကျိုးပျက်စီးတော့ဘယ်ပြောင်းမှာမပြောရဘူးဆိုဆိုသို့တော့ယသဗျာဆုံးမထားတဲ့အပြောရပါတော့ဆိုသူတို့ဘာပျက်စီးတော့အောင်ရှုံးပြင်ကနာတိုက်တက်ပြီးတဲ့အခါကျတော့မဟုတ်မှန်သိလျက်ဟုတ်တယ်လို့လိမ့်နေတော့တက်တဲ့ထွက်တယ်ဟုတ်တာကျတော့မဟုတ်ဘူးလို့တက်တဲ့ထွက်တယ်တစ်ဖက်သားအထိကိုက်နေတာမျိုးကြီးအများကြီးဖြစ်တယ် အဲ့ဒါသူများအကျိုးပျက်စီးစေတဲ့ဘုဒ္ဓဘာသာမျိုးမပြောရဘူးလို့ဆိုလိုတယ်အဲ့ဒါကိုအထပင်းစနကလို့ခေါ်တယ်အထဆိုတာအကျိုးစီးပွားကိုပင်းစနကပျက်စီးသွားစေတယ်တပည့်သားအကျိုးထိခိုက်တော့ပြောတယ်ဘုဒ္ဓအောင်ပြောတယ်ကိုစီလာတောင်းတာမပေးခြင်းလို့မရှိဘူးပြောတာမျိုးပြောတာမဟုတ်ဘူးနော်ဘုဒ္ဓဘာသာဆိုတာ ကိုရှိတာပဲမပေးခြင်းမပေးနိုင်ဘူးအဲ့ဒါပဲအဲ့တော့မပေးခြင်းလို့ရှိဘူးပြောလိုက်တယ်အနည်းကြောင့်ဟုတ်လို့ရှိရတဲ့နဲ့မရှိဘူးပြောလိုက်တယ်သူမသိရတဲ့နဲ့မသိဘူးပြောတယ်ဘယ်သူမှမထိတ်ကြိုက်ဘူးအဲ့မျိုးပြောတာမဟုတ်ဘူးမူတာဝါရဆိုတာသူတို့ကအကျိုးပြပြအောင်ပြောတာကိုမူတာဝါရလို့ခေါ်တယ်အဲ့တော့လိမ်ပြောတာမျိုးမပြောနိုင်နောက်တစ်ခုကတော့ တွေးခွဲတဲ့စကားမပြောနဲ့လူနှစ်ယောက်အဆင်ပြေနေလို့ရှိရင်မတည့်အောင်ချွန်တွန်းလုပ်တတ်တယ်ဝင်ပြီးတော့တွေးခွဲတတ်တယ်တွေးခွဲတယ်ဆိုတဲ့လူတစ်ယောက်ကတယောက်နဲ့တယောက်တဲ့နေတာမကြည့်ကြလို့မတည့်အောင်လုပ်တယ်တွေးခွဲတဲ့စကားခုံးတိုက်တယ်လို့လည်းခေါ်တယ်နော်ပိတုနာဝါစာနောက်တစ်ခါဆေရာဉာဏ်ဉာဏ်ထဏပြောတာ လူတစ်ဖက်သားမခန့်ကျင်တော့ဆယ်ရည်တိုင်ထွားပြီးတော့ပြောတာအဲ့ဒီလိုပြောတာဖုဒ္ဓဘာသာအဲ့တော့နှုတ်ကပဲပြောပြော Facebook ထဲကပဲရေးရေးဆဲတာဆဲတာပဲတို့သားမခန့်ကျင်အောင်မပြောရဘူးတို့ဆိုလို့အဲ့ဒါဖုဒ္ဓဘာသာသမ္ပပလပဆိုတာတော့ကိုပြောတဲ့စကားတပူမဲ့တဲ့စကားဖြစ်တယ် တမုမဲ့ရင်တော့ကာဟုအစိတ်တော့ဖြစ်တဲ့စကားမျိုးလေးပေါ့နော်ကျွမဲ့တဲ့စကားမျိုးလေးတန်ဖဆိုတဲ့အိဗယ်ကတန်ဟိတဒုက္ခပလပတိဟိတဒုက္ခကိုပျက်စီးစေတဲ့စကားလို့ပြောတာနော်အကျိုးစီးပွားအတွက်ပါတခုမှထောက်ကူမဖြစ်ဘဲနဲ့ပျက်စီးစေတဲ့စကားမျိုးလေးသူကပိုးကျပြန်တယ်ပေါ့ဟိုလိမ့်နာလိမ့်နာလည်းမဟုတ်ဘူးနော် ဟိုတွေးခွဲတာလည်းမဟုတ်ဘူးဆဲတာလည်းမဟုတ်ဘူးသို့သောသူပြောလိုက်တဲ့စကားဟာလူတွေရဲ့စိတ်ဓာတ်ကိုစိတ်ခတ်လိုက်တယ်လို့ဖြစ်တာမဟုတ်တဲ့လမ်းကြောင်းပဲရောက်တာဝိုက်ခြင်းပေါ့ခုခေတ်ဆိုရင်တော့ brain wash ပေါ့လို့ပဲနေရမှာနော်မဟုတ်တာတွေရိုက်သွင်းတာသဘာဝဘလဘ brain wash လုပ်တာဖြစ်တယ်အဲ့ဒါနဲ့နိစ္စတ်နော်တန်ဟိတဒုက္ခပလဘတိ ဝိနတိတိဣတိနာတိတံဖံလို့စပေကျမ်းကမှအဓိပ္ပာယ်ဖွင့်တယ်လူတယောက်ရဲ့ဟိတတုခဟိတဆိုတာချမ်းသာရဖို့အကြောင်းတရားဒုက္ခဆိုတာချမ်းသာအကျိုးနဲ့အကြောင်းနှစ်ခုတွဲထားတာဟိတကအကြောင်းဒုက္ခကအကျိုးအဲဟိတရှိမှဒုက္ခဖြစ်တာ။အဲ့ဒါကြောင့်မို့အဲ့ဒီကောင်းရကောင်းကြောင်းဖြစ်တဲ့အကြောင်းတရားနဲ့အကျိုးတရားနှစ်ခုစလုံးကိုပျက်စီးအောင်ပြောတာ အပြောတဲ့စကားကိုတံဖပလာပတံဖဆိုတာအကျိုးမရှိတဲ့စကားပိန်ဖြင်းတဲ့စကားလို့ဆိုတဲ့အဓိပ္ပာယ်ကစဘာဝေငါလာတဲ့ဝဟာရပဲစဘာဝေငါအတိအဆန်းထဲရမဲ့အချိန်မှာ မထဲဘူးဆိုရင်အဲ့ဒီစဘေနံကဘာမှထဲတဲ့အဆန်းမပါတော့အဖြစ်စဘာဖြစ်လို့ခေါ်တယ်ထဲတဲ့မှာဆန်းမပါဘူးအခွန်မဲ့ထွက်လာအဲ့လိုသွားရှိတယ်နော် ထဲထဲမှာအဆမ်းမပါပဲနဲ့အခွန်ကြီးပဲအဲ့ဒါအဲ့ဒါကိုယူရပြီးတော့ပိန်ဖြင်းအနိတ္တရာမရှိတဲ့တကားမျိုးလို့သူဆလို့တဲ့ပုံအဲ့ဒါကဝါရအနေနဲ့သုံးတာအနိတ္တရာမသားစရာမပါဘူးအနိတ္တရာမရှိဘူးတမောမရှိတဲ့တကားတမောမဲ့တယ်အခုပြောတဲ့တန်ဖရဲ့အဓိပ္ပာယ်ကျတော့တမောမဲ့ယုံနေမကဘူး ကောင်းတာတွေပျက်စီးစေတာပါသေးတယ်။သူကပို့နေပဲရှိတယ်။အဲ့တော့ brain wash လုပ်တာပေါ့။စိတ်ကောင်းနှလုံးကောင်းတွေပျက်စီးသွားစေတတ်တဲ့စကားမျိုး။အတွေးခေါ်တွေပြတ်သွားစေတတ်တဲ့စကားမျိုး။အဲ့ဒါမျိုးကတသမလား။တော့အဲ့ဒါမျိုးမပြောရဘူးလို့ဆိုလို့တယ်မြတ်စွာဘုရားဝါစံပဏိဒါယသမ္မာလူတယောက်ပျက်စီးသွားစကားအပြောကလူတယောက်ကိုပျက်စီးစေတာဟုတ် ကောင်းတဲ့ကောင်းစေတယ်ပြည့်တဲ့ပြည့်စုံစေတယ်ဒါမို့ပြောဆိုမှုကသိအရေးကြီးတယ်ပေါ့အဲ့တော့စိတ်ကောင်းနှလုံးကောင်းထားပြီးရင်အပြောဆိုအပြစ်ကင်းတဲ့ကောင်ပြောပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာဟောတာရှိစကားပြောရင်ကိုပြောတဲ့စကားသည်မှန်တာကိုသာပြောမယ်မမှန်တာမပြောဘူး မှန်ပြီးတော့အကျိုးရှိမှပြောမယ်အကျိုးမရှိရင်မပြောဘူးအကျိုးတော့ရှိတယ်မပြောသင့်တဲ့အချိန်မပြောဘူးပြောသင့်တဲ့အချိန်ကျမှပြောမယ်ပြောပြီဆိုရင်လည်းရှင်ရင်ကြည်ကြည်စကလုံးလာလာနဲ့ပြောမယ်စကလုံးအသုံးကစပြီးတော့ရင်ကြည်တဲ့စကလုံးနဲ့ပြောမယ်စိတ်ဓာတ်ကိုကမေတ္တာနဲ့ပြောမယ်ဒေါသနဲ့ပြောမယ် အဲ့ဒါကျွန်တော်ပြောကောင်းနေဆိုပြောတာသူဗတိတဝါစာကောင်းတဲ့စကားဖြစ်တယ်အဲ့တော့နောက်မောအတွက်နံပါတ်၁စိတ်ကောင်းတာနံပါတ်၂ကအပြောဆုံးပြင်းကောင်းအပြင်းဒီနှစ်ခုရပါတယ်နော်အဲ့ဒါကိုအချင်းညို့ပြောလိုက်မယ်ဆိုလို့ရှိရင်တော့စိတ်ကောင်းတာဆိုတာ ထုစရိုက်စိတ်ဒီမမွေးနဲ့လို့ပြောတာမနောထုစရိုက်သုံးမျိုးအဲစိတ်ကောင်းတာဆိုရက်တည်းမှာသူကထုစရိုက်နဲ့ပြောမယ်မနောထုစရိုက်ကသုံးမျိုးရှိတယ်မနောထုစရိုက်သုံးမျိုးဆိုတာကသူများပစ္စည်းကိုလိုချင်တဲ့လောဘကင်ရမယ်သူတပါးကပျက်စီးလို့တဲ့စိတ်ကင်ရမယ်ကံကံဤကြိုးကိုတည်မြဲနဲ့အမြင့်ရှိရမယ် ပါဠိလိုအနာပိစာအပြပါဒသမဒိဋ္ဌိအဲ့ဒါစိတ်ကောင်းနော်စိတ်ကောင်းတော့လေသူရပစ္စည်းကိုလိုချင်တာမဟုတ်ဘူးသူများသိပါစေဆိုတဲ့ဒေါသမျိုးမရှိဘူးမာရွဲ့နဲ့အမြင့်အယူဆမာရွဲ့တာလက်မခံဘူးအဲ့ဒီ၃မျိုးဟာမနောသူစရိုက်စိတ်ကိုကောင်းတာလို့ပြောလို့ရတယ် ထီးတဲ့ပို့ချဲလို့ရှင်တော့ခဏလို့စိတ်ကောင်းတယ်တော့ကောင်းအဲ့တော့အပြောဆိုဆင်ញံမှာဆိုတာဝစီတုစရိုက်နဲ့ပတ်သက်တာမပြောနဲ့ဝစီတုစရိုက်ပဲပြောဝစီတုစရိုက်ကဘာတော့မနာပဲပြောတယ်သူ့ခွဲစကားမပြောဘူးဉာဏ်ဉာဏ်ထဏမပြောဘူးအကျိုးရှိတာပဲပြောတယ်ဒါဝစီတုစရိုက်အနှုတ်ပြောနဲ့ပတ်သက်ပြီးတော့အလုပ်ခွဲနောက်တတိယချက်ကဘာတော့ kaina papa ni aku papa no ku di leyak shumma de aluk de mlauk ba me no shumma de aluk ku di leyak mong da de mlauk ba ne se ba ya ro tu mya tat tat phu ma chu sa ba ma tu ra ba ausa khu tu ra ba ပြမကျူးလွန်တာမလုပ်ပါနဲ့။ကာယတုဆိုင်သုံးခုရှောင်ပါ။တိတ်ခါရှိရှိနေပါ။သူတို့ဆိုလို့လေ။နော်။ဒါ။စိတ်ကောင်းလဲထားတယ်။စကားပြောလဲဆင်ញင်နေ။ကိုရီးလျောက်လည်းမကောင်းမှုတွေမလုပ်ဘူးဆို။ဟောဒီသုံးခုကတော်တော်လေးကိုပြည့်စုံသွားပြီ။ကာယကမစိကမနောကဆင်ကျက်တန်းရှင်းလာ။ လူ့ဘဝဟာဒါအခြေခံပဲအခြေခံပဲဒါကြောင့်မလို့အထက်ကရာကဒီနေရာမှာရှင်းတာပုပ္ပသုတ်တိအင်္ဂါလူတော်လူကောင်းဖြစ်ဖို့ရအတွက်အဲ့ဒီအချက်သုံးချက်နဲ့ပြည့်စုံအောင်နော်အဲ့ချက်သုံးချက်နဲ့ပြည့်စုံအောင်မယ်သူဆိုလို့နောက်ပြီးတော့ဒီလိုအခြေအနေကောင်းနေဖန်တီးထားပြီးတော့ဒါကမလုံတင်တာတွေကိုဖယ်ခိုင်းတာလုံတင်တာကြတော့ပါတော့ ကိုဟာလူဆိုတာဘဝတစ်ခုရလာလို့ရှိရင်သာဝဏီပြည့်စုံတဲ့ဘဝရှိတယ်သာဝဏီမပြည့်စုံတဲ့ဘဝရှိတယ်မပြည့်စုံတဲ့ဘဝကတော့မပြောဘူးပြည့်စုံတဲ့ဘဝကိုပြောလိုက်မယ်ဘဝနာပဏ္ဏခရပါဝတန်တော်လေမေဟာကံကောင်းထောက်မှလို့သာဝဏီပြည့်စုံတဲ့ မိသားစုအိမ်မှာနေတဲ့ဆိုရင်မင်းပါတယ်လို့တဲ့ဆိုခုနအချက်၃ညလုံရင်ကိုပဲလူကောင်းဖြစ်ပြီနော်အဲ့ဒီတဲ့ပို့ပြီးပါလို့တဲ့မင်းမစားစရာတောက်စရာပြည့်ပြည့်စုံစုံနဲ့စီးပွားဥစ္စာပြည့်ပြည့်ဝဝနဲ့အဲ့ဒီတို့ဘဝမြို့မှာနေတဲ့ဆိုရင်တတ်တော့ မင်းယုံကြည်ချက်ထားပါကံကံအကျိုးကောင်းတာလို့ရင်ကောင်းတာရတယ်ဆိုယုံကြည်ချက်ထားသို့မဟုတ်ကုသိုလ်ရေးကိုစိတ်ဝင်စားလိုက်ပါပရဟိတအတုကိုမင်းစိတ်ဝင်စားပါဆုံးဖြတ်ထားပါမုထုမောင်းမာတဲ့စိတ်မထားနဲ့ဩမေတ္တာထားပါအားလုံးပေါ့မုထုဆိုတာနှူးညံ့နဲ့ပျော့ပြောင်းတဲ့လို့ပြောတာဒေါသက ဒေါသတို့မာနတို့ကခက်ထက်တယ်လေအဲ့ဒီခက်ထက်မှုရဲ့ဆန့်ကျင်မဲ့နှူးညံ့ရမဲ့ပျော်ပျော်ရမဲ့လူဟာရှင်ကျေးတိတ်မွေးရတယ်လူကြီးလူကောင်ချင်းထက်နဲ့ဖြစ်ရသူတို့ဆိုလိုတာပေါ့နော်ချင်းထက်ဆိုတာရှင်ကျေးတာချင်းထက်မင်းဖြစ်ရမယ်လို့ဆိုလိုတယ်ဘုတုတံဝိပါခိ ကိုရတာတဲ့ပစ္စည်းကိုကိုမိသားစုမှာတောင်မှခွဲဝေသုံးပါကိုတယောက်တည်းမသုံးပါနဲ့ဒါနဲ့တားလို့တာပဲနော်သူချင်းချင်းကိုနဲ့အတူနေလို့ရှိရင်မြဝေသုံးဆွဲပါလို့ပြောဘုန်းကြီးတွေဆွဲနေကိုကြောင့်မှနေတဲ့တန်ဃာတွေနဲ့မြဝေသုံးဆွဲပါကိုတယောက်တည်းမသုံးပါနဲ့လူဆိုရင်လည်းကိုမိသားစုမြဝေသုံးဆွဲပါအိနာနေ့ချင်းနေ့နဲ့မြဝေသုံးဆွဲပါတန်နိုင် သုံးဖို့ကိုနေတဲ့ယောနဲ့မြောက်ဝိ30ပါ။တန်ဝိပါခ။တနဲ့တော့ခုညီပါသူမြောက်။ပမာရရောအရင်ချက်သိပြောစမ်းလို့။ဝတ္တိညူဆိုတာတပည့်သားရဲ့ခံစားချက်ကိုနားလဲပါဆိုတာ။ငါသာချိပွားခြင်းနဲ့စိတ်မထားပါနဲ့။မစ္စရိယကိမာလို့ဆိုလိုတယ်။နော်။မစ္စရိယကိယံ။ selfishness လူတိုင်းကဟိုကဲ့ရဲ့ရှုပ်ချာမယ်အချက်ပဲနော်ကုကျူးရှာအတ္တကြီးတယ်ဆိုတာလေပြောခဲ့။ဟိုရင်းကြီးဆိုတာဖက်သားကိုသဘောပေါက်နားလိုက်ရတယ်။ဆိုတော့တတ်တော်ပုထုတံဝိပါကေကိုရင်းကုသိုလ်ရေးမှစိတ်ဝင်စားတာတတ်တာဒီမမနာတွေတောတာတွေမချီဘူးရှင်ကျေးလိမ်မာတာမုထု ခွဲဝေသုံးစွဲတာတံဝိပါကီတပည့်သားရဲ့စိတ်ကစားချက်ကိုနားလေသဘောပေါက်ပြီးကိုယ်သာချိပွားလို့ခြင်းနဲ့စိတ်မရှိတာဝတ္တဉ္စီနော်မြဝေသုံးစွဲလိုက်အဲ့တော့အေတေတုဓမ္မေတုထိတောစတုတုအဲ့ဒီတတ္တာရဲ့ဘုဒ္ဓတံဝိပါကီဝရဉ္စီဆိုရက်ဒီဓမ္မဘောမှာယက်တီပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာ พระโลกะนบะอีนบวะสัจจะจ้องสรรค์ดุนบวะด้วยอมขันเจยะบลาสว่าไอ้อะไรสิเนี่ยน่ะดาติจาเจ้าเสียไม่รู้สว่ามะกัญญะไปได้แม้ไม่ซวยเนี่ยนบวะด้วยที่ใดน่ะนี่อ๋อที่ใดน่ะนี่ที่กุตุกะเมอุจุไปได้กองเงินบงอ่ะ ထာဝရဘုရားကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေဆိုရင်ဒီတိုင်းလေးမင်းဘုရားသခင်ကမလိုက်ဘူးအသေးကြတယ်ဘုရားသခင်ကနေပြီးတော့ဖန်တီးပေးလိုက်တယ်ဒါအဲ့လိုပြောလို့ရတာပေါ့နော်အော်ကောင်းကင်ဘုရားဘုရားသခင်ကိုလက်မခံနဲ့အတ္တရေးဆွဲဘုရားဝါဒတွေနေနေတော့ထီတရားတွေကထီကောင်းတဲ့စိတ်တတ်တွေကမင်းကို အမခံရပေးလိမ့်မယ်အဲ့တော့ဘာသာတရားတွေမှာသာဝရဘုရားဆိုတာယုံတဲ့ပုဂ္ဂိုလ်ရှိတယ်မယုံတဲ့ပုဂ္ဂိုလ်ရှိတယ်။ဖန်ဆင်းရှင်ကိုယုံတဲ့ပုဂ္ဂိုလ်ရှိတယ်မယုံတဲ့ပုဂ္ဂိုလ်ရှိတယ်။အဲ့ဒါမဲ့ဘုရားဘာသာတွေကဖန်ဆင်းရှင်ကိုမယုံတဲ့အထက်မှာပါ။ဒါကြောင့်မို့ဘုရားဘာသာကိုအတ္တိယစ်လို့ခေါ်တယ်။အဲ့ဒီဖန်ဆင်းရှင်ကောင်းတဲ့ပုံကို ထာဝရဘုရားကိုယုံကြည်ရင်အေးတိစ်လို့ခေါ်တယ်။ဒါတော့ကိုယုံကြည်ရပဲပေါ့နော်။အဲ့တော့ကောင်းတာလုပ်ဖို့အတိတ်ကဖြစ်တယ်။ကောင်းတာလုပ်ရင်ဘုရားဘာသာဆိုရင်တီးချက်တီးချက်တည်းမင်းပြည့်စုံလို့ရှိရင်ဒီကုသိုလ်ကံတွေရှိနေရင်မင်းနောက်ဘဝအတွက်အမခံချက်ရပြီ။မကြောက်နဲ့တော့ အဲ့တခြားဘာသာဝင်တွေကြတော့ဒီတိုင်းနေမင်းဖျားသခင်ကကဲလိုက်တယ်။နော်။ဒီတိုင်းကျင့်ကြံကြုပ်ကိုအထောက်ရင်တော့ဖျားသခင်ပဲပဲကဲပါပဲ။ဒီတိုင်းမဟုတ်ဘူးဆိုရင်လည်းဖျားလည်းမတတ်နိုင်ဘူး။အဲ့တော့ဒီချက်တည်းဘလောက်ကောင်းလို့ကြည့်ပါလားနော်။ကာယကဝစီကမနောကနဲ့မင်းမဟုတ်တာမလုံနဲ့။နော်။ကောင်းတဲ့လုပ်ကိုစိတ်ဝင်စား။ ဒေါသမာနမကြည့်နဲ့အလုံးမြဝိသုံးဆွဲနော်ကိုယ်သာသုံးမဲ့ဆွဲစိတ်ကမထားနဲ့ဆိုတာအကောင်းကြီးပဲလေလူတော်ကပါဒါပြည့်စုံတဲ့ဟာလေအဲ့ဒီတိုင်နေထိုင်လို့ရှိရင်ဒီအချက်တီတီကိုချင်းတရားတွေပေါ်မှာယက်တည်နေတဲ့ပုဂ္ဂိုလ်ဖို့ပြတော်ကဏ္ဍပါ၏နောက်သွားရမယ့်နောက်ဘဝအတွက်မကြောက်နဲ့တော့အမခန့်ချက်ရသွားပြီ တယ်အဘထရရပြီဆိုတာဒါယသဗျာကိုယ်တိုင်ဟောထားတယ်ဖိတာဆိုတဲ့သုတ်ပါတန်ယုတ်တာပါဠိတော်မှာဖိတာဆိုတဲ့သုတ်ရရှင်းပြအဲ့တော့ပြန်ပြီးတော့ချုံပြောမယ်ဆိုရင်နံပါတ်1စိတ်ကောင်းထားနံပါတ်2စကားကိုပြစ်ကင်းအောင်ပြောကိုဒီလေးရောက်လောက်တဲ့အခါမှာမဟုတ်တာတွေမလောက်နဲ့လုံးဝရှာ အဲ့ဒီလိုလုံးဝရှောင်ရင်ကိုပဲမင်းအခြေအခြေဒီကောင်းနေမင်းမရပြီဆက်လို့ရမှာပါတော့မင်းမပြည့်စုံတဲ့ဘဝမှာဆိုရင်မင်းစိတ်ဝင်စားလိုက်ပါသူများအကျိုးဆောင်ရဖို့စိတ်ဝင်စားလိုက်ပါတတ်တော်မင်းမာနတွေဒေါသတွေမချိပါနဲ့ပြောပြောပြောင်ပြောင်ဂျင်တယ်မင်းဖြစ်အောင်နေစမ်းပါတန်ဝိပါခီမြတ်တာဖွဲ့ဝေပြီးတော့သုံးဆွဲပါ ဝရဉ္ညမင်းကိုကြိုးတာမကြည့်နဲ့တရားစက္ကန္တကိုနားလဲပေးပါအဲ့ဒီအချက်လေးချက်မင်းမှပြည့်စုံပြီဆိုလို့ရှိရင်မင်းမကြောက်နဲ့တော့ဘဝမင်းတို့ရှေးကန်အသင့်ကြအသင့်ဆိုတာဖြစ်ပြီအဲ့လိုဆိုလို့လေနော်နောက်ဘဝအတွက်ဒါအမခံချက်ရပါပြီအဲ့တိုင်းသာနေမကြောက်နဲ့ဒါဖရာအမခံပေးတာဘုံဘဝအမခံပေးတာမဟုတ်ဘူးကြောက်စရာမလိုဘူးလို့ပြောတယ် အဲ့အားတွေနဲ့ပြည့်စုံနေကြောက်စရာလုံးဝမလိုဘူးမစိုးရိမ်နဲ့တည်ခြင်းနဲ့ချိန်သေးသူကတည်ခြင်းတည်မှာပဲဒီရောတော့မရတာမဟုတ်တော့နော်တည်ခြင်းနဲ့ချိန်သေးငါဒါတွေရှိဖို့အရေးကြီးတယ်ဇန္နာရိစိုးရိမ်နေနဲ့အဲ့ဒါလို့နှလုံးသွင်းနိုင်အောင်မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီကျင့်သုံးနေတဲ့အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း